ကျောင်းထဲလာမယ်ဆိုရင်ကျွန်တော်ထင်တယ်မြန်မာငွေသိန်း400ကနေ900ကျော်အနည်းဆုံးပေါ့နော်ဒီလောက်ကုန်နိုင်တယ်ပေါ့နော်ဒီထက်လည်းမကကုန်နိုင်မယ်ထင်တယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကကျွန်တော်ကိုလာမေးထားတဲ့မေကွန်တချို့ကိုကျွန်တော်ဒီဗီဒီယိုနဲ့ဖြည့်ချပေးသွားမှာဖြစ်ပါတယ်မေကွန်ကတော့တော်တော်လေးတော့ရှည်တယ်ဗျဟုတ်ကဲ့ပါကျွန်တော်မေကွန် link ကိုအရင်ဖတ်ပြပါမယ်နော်ဆိုတော့တိချင်တာလေးရှိလို့မေကွန်ပြပါခင်ဗျာကျွန်တော်က2026 April intake ကို ကြောင်းလျှောက်ထားတာပါအင်တာဗျူးလေးအောင်ထားပြီးပါပြီဒါပေမဲ့ကျွန်တော်က COE အောင်လို့ဂျပန်ကိုသွားရမယ်ဆိုရင်ပတ်စံသူများစီကနေ၃ရက်တိုးနဲ့ယူပြီးသွားရမှာပါဟိုရောက်မှနည်းနည်းချင်းပြန်ပြေးရမှာပါကျောင်းကနှစ်နှစ်တက်ရမှာဆိုတော့အဲ့ဒီကြားထဲမှာအတိုးတွေတက်နေမှာပါအဲ့ဒါကိုကျောင်းနဲ့မသွားပဲအလုံးနဲ့သွားရင်အဆင်ပြေမလားလို့စဉ်းစားနေတာပါအသက်က24နှစ်ဖြစ်နေပါပြီဘလို့လုံးသိမ့်ပါတလဲဗျာ ကြံရများဖြစ်နေလို့ပါတဲ့ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီမေခွန်းကိုဖြည့်ကြပေးသွားမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်လာမယ့်နှစ်2026 April intake ကိုသူကြောင်းလျှောက်ထားရပါတယ်တဲ့ဆိုတော့ interview လည်းအောင်ပြီးသွားပြီပေါ့နော်ဒါဆိုရင်ကြောင်းဘက်ကတော်တော်များများဆာရွက်စာတန်းနဲ့ပြင်ဆင်ပြီးသားဖြစ်လောက်ပြီးနေမှာပေါ့နော်ဆိုတော့ဒီမေခွန်းပိုင်ရှင်က တကယ်တော်တော်ကိုဒီမေကွန်းလာမေးတာနောက်ကျတယ်လို့ကျွန်တော်ကထင်တယ်။ဘာလို့လဲဆိုတော့တကယ်ဆိုရင်လာမေပေါ့နော်အကြောင်းနဲ့လာမေညီကွန်းမောင်နှမတွေအကုန်လုံးကိုကျွန်တော်ဒီဗီဒီယိုကနေမျှဝေခြင်းတော်တစ်ခုကကိုကအကြောင်းတက်ဖို့ပေါ့နော်အကြောင်းနဲ့လာမေဆိုရင်ကျွန်တော်ထင်တယ်မြန်မာငွေ300ကနေ900ကျော်အနေဆုံးပေါ့နော်ဒီလောက်ကုန်နိုင်တယ်ပေါ့နော်ဒီထက်လည်းမကကုန်နိုင်ပဲထင်တယ်ဆိုတော့ဒီနေရာမှာ ကျွန်တော်ဘာကိုအကြံပေးချင်တာလဲဆိုရင်ငွေကြေးမတက်နိုင်ဘူးကိုယ့်ဘက်ကဒီသူများစီကအတိုးနဲ့ချေးပြီးတော့မှလာရမယ့်အနေအထားကြောင်းတက်ရမယ့်အနေအထားဆိုရင်ကြောင်းနဲ့မလာပါနဲ့လို့ကျွန်တော်ကဒီဗီဒီယိုကနေပြပြချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တကယ်လို့ကြောင်းနဲ့လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ကြောင်းသားတွေကကျွန်တော်ဒီမှာအလုတ်လုတ်ရင်းနဲ့အိမ်ကိုအကျွေးပြန်ဆက်ဖို့ဆိုတာလုံးဝမလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဘာလို့လဲဆိုတော့အိမ်ကကြောင်းစရိတ်ကိုမှမထောက်ပံ့နိုင်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာနေစဉ်စားဝတ်နေရေး နေရထိုင်ရေးစရိတ်တွေကလည်းရှိသေးတဲ့အတွက်ပြီးတော့ကျွန်တော်ခုနပြောတဲ့သိန်းလေးသိန်း400ကျော်ဆိုတာကကျွန်တော်တို့ကြောင်းတစ်နှစ်စာအပါဝင်ပဲဖြစ်ပါသေးတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒုတိယနှစ်တက်မဲ့ကျောင်းစရိတ်တွေလည်းကျွန်တော်တို့စုပြအောင်မှာဖြစ်တဲ့အတွက်ကျောင်းသားတယောက်ကအရန်ကိုမေးမှန်းမှာဖြစ်ပါတယ်။ဆိုတော့ကျောင်းထဲလာမဲ့ညီကိုတွေကိုကျွန်တော်ဒီနေရာနေမျှဝေခြင်းတာကအိမ်ဖက်ကကိုယ့်ရဲ့မိသားစု တွေဖက်ကပေါ့နော်ငွေကြေးမတက်နိုင်ဘူးငွေကြေးငွေကြေးအခက်အခဲရှိတယ်ဆိုရင်ဂျပန်ကိုကြောက်နဲ့လာဖို့ကိုဦးစားမပေးပါနဲ့လို့ကျွန်တော်ဒီနေရာနေပြောချပြစေဗျတကယ်လို့ဟုတ်ပြီဒါဆိုရင်ကြောက်နဲ့မလာရင်ဘယ်လိုလာမလဲဆိုတော့ကျွန်တော်တခါလေးဒီမှာမျှဝေပေးရမယ်ဆိုရင်တော့ပြင်တုတ်တီဂီနိုနဲ့လာခဲ့ပေါ့နော်ကိုကတုတ်တီဂီနိုနဲ့လာမယ်ဆိုရင်တလား နှစ်လားပေါ့နော်ဒီမှာရောက်တာနဲ့တလားနှစ်လားအတော်အတွင်းမှာဝင်မှပဲကျွန်တော်တို့ငွေကိုမြင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကြောင်းနဲ့လာမဲ့ညီကိုတွေကတော့ငွေကြီးအစင်မပြေဘူးဆိုရင်ကြောင်းနဲ့မလာဖို့ကိုကျွန်တော်ကတော့ဒီနေရာမှာအကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့မေခွန်ရှင်ဂျင်းနဲ့နေမဲ့ဂျင်းနဲ့လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မေခွန်မေးပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်ခုနကျွန်တော်ပြပြသွားတဲ့အကြောင်းအရာတွေမှာဒီကလေးနားမလည်တဲ့ဥစ္စာတွေပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာရေးထားပေးခဲ့ပါကျွန်တော်အချိန်ရရင်ရသလိုပြန်ပြီးတော့ဗီဒီယိုနဲ့ပဲဖြစ်ဖြစ်ကျွန်တော် comment နဲ့ပဲဖြစ်ဖြစ်ကျွန်တော်ပြန်ပြီးတော့အကြောင်းပြန်ပေးသွားပါမယ်အဆုံးထိကြည့်ပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်